မိတ်ဆွေတို့ရဲ့ဘဝမှာပတ်စံကိုဘယ်လိုမြင်ပါလဲ။ကိန်းကနန်းတစ်ခုအနေနဲ့မြင်တာလား။ဒါမှမဟုတ်ပတ်စံကိုရဖို့အတွက်တေအောင်ကြိုးစားရုန်းကန်ရတဲ့အရာလို့မြင်တာလား။ငါကြိုးစားရင်ငါရမယ်။ငါကမအိပ်မနေအလုပ်လုပ်ရင်ငါချမ်းသာမယ်လို့ယုံကြည်ထားတာလား။ဒါမှမဟုတ်ကံတရားဆိုတဲ့အချိန်အခါကောင်းကိုစောင့်မျှော်နေတာလားကျွန်တော်တို့ဒီနေ့မိတ်ဆွေတို့ဘုတခု လုံးဝပြောပြပါမယ်မိတ်ဆွေတို့ထင်နေတာတွေကလုံးဝဝမှားယူနေတာပါတကယ်တမ်းပတ်စံဆိုတာချမ်းသာကြွယ်ဝမှုဆိုတာအောင်မြင်မှုဆိုတာ alignment လို့ခေါ်တဲ့ဆင်ညီခြင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ဖက်ဖက်လေမှာတိတ်တိတ်ဆိတ်ရှိနေတဲ့မျက်စိနဲ့မမြင်ရတဲ့စွမ်းရင်တကူအဲ့ဒီစွမ်းရင်ကိုကျွန်တော်ကကိုယ်ပိုင်ဆွဲဆောင်မှုစွမ်းရင်လို့ခေါ်ပါတယ်မိတ်ဆွေတို့လိုချင်တာကို လိုက်ဖက်နေလို့မရပါဘူးမိတ်ဆွေဖြစ်တည်နေတဲ့အရာကိုပဲမိတ်ဆွေကဆွဲဆောင်နေတာပါဒီနေ့ဗီဒီယိုမှာမိတ်ဆွေတို့ရဲ့အဲဒီကိုပိုင်ဆွဲဆောင်မှုစွမ်းအင်ကိုဘယ်လိုလေ့ကျင့်ယူရမလဲဘယ်လိုပြုစုပြောင်းထောင်ပြီးရှမ်းသာကြွားမှုအတွက်တန်လိုက်တစ်ခုဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုအသေးစိတ်ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဘာတွေပြောကြမလဲဆိုတော့တဲ့ပထမဦးဆုံးကိုပိုင်ဆွဲဆောင်မှု စွမ်းအင်ဆိုတာဘာလဲတိတိကျကျပြောပြပါမယ်။ဘာကြောင့်ချမ်းသာဖို့အတွက်ဒါကအရေးကြီးဆုံးဖြစ်နေတာလဲ။ဒုတိယချက်ကတော့ကျွန်တော်ရဲ့စိတ်ထဲမှာအယူထဲမှာကင်းအောင်နေတဲ့မရှိစင်ရတဲ့စိတ်ချက် ကိုဘလို့အမြင့်ဖြတ်တုတ်တင်မလဲဆိုတာပါပဲ။တတိယချက်ကတော့ကြွယ်ဝချမ်းသာမှုရဲ့တုံ့ခါမှုနဲ့ကိုယ့်ကိုယ်ကိုဘလို့ပြန်ပြီးချိန်ညှိမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။စရုပ်ထားချက်ကတော့ ချမ်းသာတဲ့စွမ်းရင်ပိုင်ရှင်တွေစီမှာရှိရဲ့အရှိကံအဆက်လေးချက်ကပါတွေလေပြီးတော့နေ့စဉ်လက်တွေ့လေ့ကျင့်နိုင်မဲ့အစွမ်းထက်ညီတန်းသုံးခုကိုညဝေပေးပါမယ်ဒါတွေအပြင်ဗီဒီယိုရဲ့အဆုံးမှာတော့ဒီအကြောင်းအရာနယ်ပတ်သက်ပြီးလူအများသိကြင်လောက်မဲ့အကြောင်းအရာတွေကိုလည်းဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုသွားပေးပါအောင်နော်အပိုင်းတဲ့ကိုယ်ပိုင်စွမ်းဆောင်မှုစွမ်းရည်ဆိုတာ ဘာလဲကျွန်တော်တို့ကိုကိုပိုင်ဆွဲဆောင်မှုဆွဲအင်လို့ပြောတဲ့အခါဒါကိုဘာသာရေးဆန်တဲ့လိဝတ်ဆန်းကျဲတဲ့အရာတစ်ခုလို့မမြင်စေချင်ပါဘူးဒါဟာမိတ်ဆွေရဲ့ထုတ်လွှင့်မှုပါပဲမိတ်ဆွေဟာ24နာရီပတ်လုံးမရမနာထုတ်လွှင့်နေတဲ့ radio station တစ်ခုနဲ့အလားစလံတူပါတယ်မိတ်ဆွေရဲ့အတွေ့တွေခံစားချက်တွေယုံကြည်ချက်တွေအဲ့ဓာရီအားလုံးပေါင်းပြီးတုံခါမှုတစ်ခုကိုလောကကြီးထဲကို အဆက်မပြတ်ထုံးလွှင့်နေတာပါ အရေးကြီးတာကဒါပါပဲမိတ်ဆွေဟာမိတ်ဆွေလိုချင်တာကိုဆွဲဆောင်တာမဟုတ်ပါဘူးမိတ်ဆွေဖြစ်တည်နေတဲ့အရာကိုသာဆွဲဆောင်ပါတယ်မိတ်ဆွေရဲ့အခန်းတစ်ခန်းနဲ့မဝင်ခင်မိတ်ဆွေရဲ့စွမ်းရင်ကအဲ့ဒီအခန်းလေးကို အရင်ရောက်သွားပါတယ်မိတ်ဆွေပါဇက်မဖွင့်ခင်မိတ်ဆွေရဲ့တုံ့ခါမှုက မိတ်ဆွေရဲ့တန်ဖိုးကိုမိတ်ဆွေရဲ့ယုံကြည်မှုကိုအရင်ပြောနှင်ပြီးသွားပါပြီမိတ်ဆွေရဲ့လှုပ်တစ်ခုအတွက် အင်တာဗျူးဝင်မဖြစ်ခင်မိတ်ဆွေရဲ့စွမ်းအင်ကအဒီအလို့ရှင်နဲ့အရင်ဆုံးညှိနှိုင်းပြီးသွားပါပြီမိတ်ဆွေရဲ့ product တစ်ခုကိုမရောက်ခင်မိတ်ဆွေရဲ့ကိုယ်ပိုင်စွမ်းငင်မှုကအဲ့ဒီအယောင်းဝယ်ကိုအောင်မြင်မလားကြရှုံးမလားဆိုတာကိုအရင်ဆုံးဆုံးဖြတ်ပြီးသွားပါပြီဒါကြောင့်မို့မိတ်ဆွေရဲ့အတွင်းစိတ်ထဲမှာငါမလုံလောက်ဘူးငါမလုံနိုင်ပါဘူးပတ်စံကရှားပါတယ်ငါနဲ့မတိုက်တန်ဘူးဆိုတော့ တန်တရားတွေကြောက်စိတ်တွေမလုံခြုံမှုတွေနဲ့ပြည့်နှက်နေရင် မိษွေရဲ့အပြင်ဘက်ကအိမ်မက်တွေဘလောက်ပဲကြီးကြီးမိษွေရဲ့ကြိုးစားမှုတွေကဘလောက်ပဲပြင်းထန်ပြင်းထန်မိษွေရဲ့အောင်မြင်မှုကိုမိษွေကိုယ်တိုင်က ပြန်ပြီးဖြည့်ဆည်းပြလိုက်ပါမယ်အခွင့်အရေးတွေပေါ်လာရင်တော့မိษွေရဲ့မျက်စိရှိကနေလဲလျှော်သွားပါလိမ့်မယ်ဒါကိုပဲတင်ထခြင်းနေရာမှာလို့ခေါ်ပါတယ်ဒါက နှင်ကိုင်းလို့မရတဲ့လောကယဉ်ကြီးရာမှာပါပဲမိတ်ဆွေဟာတန်လိုက်တစ်ခုနဲ့အလားသဏ္ဍာန်တူပါတယ်ဒါမှမဟုတ်တွန်းကန်အားနဲ့လည်းအလားသဏ္ဍာန်တူပါတယ်လူတွေအများဆုံးမှားကြတာကသူတို့ကဟန်ဆောင်ကြတယ်ယုံကြည်မှုရှိခြင်းအောင်ဆောင်ကြတယ်အောင်မြင်ခြင်းအောင်ဆောင်ကြတယ်အပြင်ပန်းမှာပြုံးပြတယ်မနက်တိုင်းငါလုံနိုင်တယ်လို့အလုံးတန်နဲ့အော်ဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့အတွင်စိတ်က သူတို့ရဲ့အာယုံကြောစနစ်ကကြောက်ရွံ့မှုကို တုံ့ခါနေတာပါတကယ်လို့မအောင်မြင်ရင်ဘယ်လိုလုပ်မလဲတကယ်လို့ငါ့ကိုလူတွေဝိုင်းရရင်ဘယ်လိုလုပ်မလဲငါရဲ့ပတ်စံတွေအများကြီးရလာရင်ငါ့ကိုလူတွေမခေါ်တော့ရင်ဘယ်လိုလုပ်ပါမလဲလောကကြီးကစကြာဝဠာကမိတ်ဆွေရဲ့စကားလုံးတွေကို နားမထောင်ပါဘူးမိတ်ဆွေရဲ့အိမ်မက်တွေကိုနားမထောင်ပါဘူးမိတ်ဆွေရဲ့တကယ်စွမ်းအင်က မိတ်ဆွေရဲ့တကယ့်တုံခါမှုက မိတ်ဆွေရဲ့တကယ့်ခံစားချက်တွေကိုပဲနားထောင်တာပါမိတ်ဆွေရဲ့စွမ်းအင်ကလိန်လို့မရပါဘူးကိုကိုကိုပြန်ပြီးမေးကြည့်ပါငါအခုဘာကိုထုတ်လွှင့်နေတာလဲအပိုင်းနဲ့မရှိစင်ရဲ့သားစိတ်ဓာတ်ကိုအမြဲဖြတ်တုတ်တင်ခြင်းကဲဒါဆိုဒီစွမ်းအင်ကိုဘယ်လိုလေ့ကျင့်ရမလဲပထမဦးဆုံးနဲ့အရေးကြီးဆုံးရှင်းလန်းကတော့ မိတ်ဆွေရဲ့ဖြစ်တည်မှုကိုမိတ်ဆွေကိုယ်တိုင်ပြန်ပြီးဖန်ဆိုင်ရပါမယ်မိတ်ဆွေရဲ့အတွက်တခြားသူတွေရွေးဆွဲပေးခဲ့တဲ့ဇလံဟောင်းတွေကို အခုချက်ချင်းဖြတ်စီပြရပါမယ်ဒါတွေကဘလို့ဇလံတွေပါလဲကျွန်တော်တို့ရဲ့မိဘဘဝတွေစီကဆရာသမားတွေစီကပဝင်းရှင်တွေစီကပတ်စံဆိုတာမကောင်းဘူးရှမ်းသာရင်လောဘကြီးရဲ့ပတ်စံဆိုတာယတနာတွေရဲ့အရင်အမြစ်ပဲ ငွေများသတည်းလူများသတည်းကိုကံတလောက်ပဲအရန်ကြီးမမျော်လင့်နေဆိုတဲ့အဲ့ဒီအစိတ်အင့်အတွေးခေါ်ဟောင်းတွေမိတ်ဆွေကိုစင်ရဲဖို့မွေးလာတာမဟုတ်ဘူးမိတ်ဆွေကိုစင်ရဲတယ်လို့တွေးခေါ်ဖို့လေးကျင့်ခံလိုက်ရတာပါမိတ်ဆွေကိုချမ်းသာကြွယ်ဝမှုကိုကြောက်အောင်အပြည့်ရှိတယ်လို့ခံစားရအောင်ချမ်းသာတာနဲ့အကျင့်ပြတ်ချစားမှုကို တွဲမြင်အောင်အစီစဉ်ချ ခံခဲ့ရတာပါမိတ်ဆွေရဲ့အတွင်းစိတ်ခဲမှာဒီလိုယုံကြည်ချက်တွေအမှုံအမွားတွေလောက်တော့ကျန်နေသေးရင်မိတ်ဆွေရဲ့ဘဇက်ကရှမ်းသာခြင်းနဲ့လို့ဘလောက်ပဲអော်နေပါစေမိတ်ဆွေလိုချင်ပါတယ်ဆိုတဲ့အရာကိုပဲမိတ်ဆွေကိုယ်တိုင်ကတွန်းထုတ်နေမိလိုက်ပါမယ်ဘဆံမှာတစ္ဆာတရားမရှိဘူးဘဆံကသူ့ကိုလက်ခံဖို့အတင်းတော်ဆုံးအစွမ်းရင်အရာအတားစီကင်းဆုံးသူကိုပဲ စီဝင်ပါတယ်။မိတ်ဆွေရဲ့စွိုင်းအင်ကအဆက်တရားနဲ့ပြင်းနေရင်ပတ်စံကထွက်ပြေးမယ်။မိတ်ဆွေရဲ့စွိုင်းအင်ကမလုံလောက်မှုနဲ့ပြင်းနေနေရင်ပတ်စံကမိတ်ဆွေစီကနေထွက်ပြေးမယ်။မိတ်ဆွေရဲ့စွိုင်းအင်ကမျောလင်းချက်နဲ့ပေါများမှုနဲ့ပြင်းနေရင်ပတ်စံစီကမိတ်ဆွေရဲ့နောက်ကိုလိုက်လာပါလိမ့်မယ်။ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုမှာ ကံကိုပဲပုံချတတ်ကြတယ်။ဟုတ်တယ်ကံဆိုတာအရေးကြီးရဲ့ ဒါပေမဲ့ယခုကံဆိုတာ မိษွေရဲ့စေတနာပဲမိษွေရဲ့အတွေ့ပဲမိษွေရဲ့ယုံကြည်ချက်ပါပဲအတိတ်ကံကိုယခုကံနဲ့ပြင်ဆင်လို့ရပါတယ်မိษွေရဲ့အယူဆကိုပြင်လိုက်တာနဲ့မိษွေရဲ့ကံလမ်းကြောင်းကပြောင်းလဲသွားပါပြီမိษွေရဲ့ညီသွားတန်တိုင်းစိတ်ကကြသွားတဲ့အခိုက်တန်တိုင်းကိုကိုကိုတနာနေမိတဲ့အချိန်တိုင်းဟာမိษွေရဲ့စွမ်းအင်တွေကို မလုံလောက်မှုကို ပုံမှန်ဖြစ်အောင် လေ့ကျင့်ပေးနေတာပါပဲဒါပေမဲ့မိတ်ဆွေယေရှုတင်ပြီးတဲ့အခိုက်အတန့်တိုင်းမိတ်ဆွေရဲ့အနာဂတ်စံသာကြွယ်ဝမှုကိုနင်းယောင်နေတဲ့မိနစ်တိုင်းငါဒီထက်ပိုပြီးထိုက်တန်တယ်လို့ရဲရဲဝံ့ဝံ့တွေးလိုက်တဲ့စက္ကန့်တိုင်းဟာမိတ်ဆွေရဲ့တုံ့ပြန်မှုကိုပြန်ပြီးပြင်ဆင်ရေးဆွဲနေတာပါပဲဒါဟာ ဖြက်လန်းမဟုတ်ပါဘူးဒါဟာအတွင်းစိတ်နဲ့လုပ်ရတဲ့အလုပ်တစ်ခုပါပဲဒါပေမဲ့ဒါဟာအတန့်အရှင်းဆုံး အမြင့်မြတ်ဆုံး အလုပ်တွေပါပဲအပိုင်းသောကျေဝါရှမ်းသာမှုရဲ့တုံ့ခါမှုနဲ့ကိုယ့်ကိုယ်ကိုညီယူခြင်းလူတွေနားလည်မှုလွဲနေတဲ့နောက်ထပ်တစ်ချက်ကမိတ်ဆွေကရှမ်းသာအောင်တွေးယုံနေမရဘူးမိတ်ဆွေကရှမ်းသာတယ်လို့ခံစားနေရမယ်ရှမ်းသာကျေဝါမှုဆိုတာဗန်းစာအုပ်ထဲကကဏ္ဍမဟုတ်ဘူးဒါဟာစိတ်ခံစားမှုတစ်ခုပါပဲ။ ရှမ်းလာတယ်ဆိုတဲ့ခံစားချက်ကဘယ်လိုမျိုးပါလဲဒါဟာလုံခြုံမှုပဲဒါဟာလွတ်လပ်မှုပဲဒါဟာတိုးတက်ကြည်ပြမှုပဲဒါဟာစိတ်ရှမ်းသာမှုပဲမိတ်ဆွေရဲ့ခန္ဓာကိုယ်ကမိတ်ဆွေရဲ့အာယုံကျော်စနစ်ကအဲ့ဒီခံစားချက်တွေကို အခုခံစားတတ်ဖို့ မလေးကျင့်ထားရင်ပတ်စံတွေတကယ်ဝင်လာတဲ့အခါမိတ်ဆွေကအဲ့ဒီအရာကို မထိန်နိုင်ဘူးမိတ်ဆွေရဲ့အတွင်းစိတ်က ဲ့ဒီပေါ်များမှုကိုအန္တရာယ်တစ်ခုလို့မကျွမ်းဝင်တဲ့အရာတစ်ခုလို့သတ်မှတ်ပြီးမတိစိတ်ကနေပြန်ပြီးဖြတ်စီပြလိမ့်မယ်။ဒါကြောင့်ထိပေါက်တဲ့သူတွေအများစု ပြန်ပြီးဆင်းရဲသွားကြတာပါ။သူတို့ရဲ့တုံ့ဟာမှုကအဲ့ဒီပတ်စံပမာဏနဲ့မကိုက်ညီပါလို့ပါ။သူတို့ရဲ့စွမ်းရင်ကကြောက်ရွံ့မှု၊ရှုပ်ထွေးမှု၊ငါနဲ့မထိုက်တန်မှုဆိုတဲ့ခံစားချက်အဟောင်းကြီးတွေမှာပဲရှိနေတော့ပါ။ဒါကြောင့်ပတ်စံက ထွက်သွားရပါတယ်။ဘာလို့လဲ?စွမ်းရင်ကတူနဲ့တူညီတဲ့စွမ်းရင်ကိုပဲရှာဖွေတာပါ။ဒါဆိုကိုကိုကိုမေးကြည့်ပါ။ငါဒီနေ့ရှမ်းသာတယ်ဆိုတဲ့ခံစားချက်ကိုဘယ်လိုလေ့ကျင့်မလဲ?မိတ်ဆွေရဲ့ဗန်းစင်ရင်ထဲမှာတကြမ်းမှမရှိရင်တော့မိတ်ဆွေကောင်းကိုမော်ပြီးလမ်းလျှောက်လို့ရတယ်။မိတ်ဆွေရဲ့အမှန်တရားကိုရဲရဲဝံ့ဝံ့ပြောဆိုလို့ရတယ်။မိတ်ဆွေရဲ့တန်ဖိုးကို တောင်းမှန်မနေပဲသိရှိနားလည်တဲ့လူတယောက်လို့ ကြုံမှုနေထိုင်လို့ရတယ်။အဲ့ဒါဟာစွမ်းအင်လေ့ကျင့်ခန်းပါပဲ။ဒါဟာကိုယ့်ရဲ့စွမ်းဆောင်မှုစွမ်းအင်ကို လေ့ကျင့်နေတာပါပဲ။မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်ကိုစတင်ပြီးတန့်စင်ရပါမယ်။မိတ်ဆွေရဲ့ထုံးလုံးမှုကိုစုပ်ယူဖြည့်ဆည်းမဲ့လူတွေအကျင့်တွေပတ်ဝန်းကျင်တွေကိုဖယ်ရှားပြရပါမယ်။တစ်ချိန်လုံးညီတွားနေတတ်တဲ့လူတွေနဲ့အတူထမင်းအတူတူထိုင်စားနေတဲ့ပြည့်မိတ်ဆွေရဲ့ တလိုက်တဲ့ရှိနေတဲ့ဆိုင်အင်ကိုတိဆောက်လို့မရပါဘူး။တချိန်လုံးအတင်းပြင်းပြောနေတဲ့လူတွေရဲ့စကားကိုနားထောင်နေတဲ့၍မိတ်ဆွေယုံကြည်မှုကိုတိဆောက်လို့မရပါဘူး။တချိန်လုံးမရှိစင်ရဲသားစိတ်ဓာတ်နဲ့ပတ်သက်တဲ့ဂွန်းတန်တွေ၊သတင်းစိုးတွေ၊ဒရမာတွေကိုပဲကြည့်ရှုစားသုံးနေတဲ့၍မိတ်ဆွေကတကြွတတိတယောက်လို့တွေးခေါ်လို့မရပါဘူး။မိတ်ဆွေစားသုံးတဲ့အရာကမိတ်ဆွေပြန်ထုတ်လို့မဲ့ အရာဖြစ်လာတတ်ပါတယ်။မေဆွေရဲ့စွိုင်းအင်တွေပဲကိုကာဝယ်ပါ။ရှမ်းသာကြွယ်ဝမှုအကြောင်းကိုဖတ်ပါ။ရှမ်းသာကြွယ်ဝမှုအကြောင်းကိုပြောပါ။ရှမ်းသာကြွယ်ဝမှုကိုခံစားပါ။မေဆွေကိုကြောင်းရုံမှုတွေထဲမှာစွေးနစ်ထားမဲ့သူတွေမဟုတ်ဘဲမေဆွေကိုជីវ ዋ တိုတက်ဖို့စိန်ခေါ်မဲ့သူတွေနဲ့ပဲပေါင်းတင်ပါ။တခါတလေမှာမေဆွေနဲ့မေဆွေလိုချင်တဲ့ရှမ်းသာကြွယ်ဝမှုကြမှာ ခက်ခဲပင်ပန်းရတာကိုဂုံတခုလိုသဘောထားနေတဲ့ကိုကိုကိုတိတ်တိတ်အောင်အမြဲလုံးနေတဲ့လူတွေရဲ့အရှိတ်ကိုလွတ်လပ်မှုထက်ပိုတံပိုထားနေတဲ့မိတ်ဆွေရဲ့ပုံစံကွက်အဟောင်းကြီးတခုတည်းကပဲခံနေတာပါအဲ့ဒီပုံစံကွက်အဟောင်းကစင်ကနေအရန်နေအာနေရပါတယ်အဲ့ဒီပုံစံအဟောင်းကတောင်းရနေအဲ့ဒီပုံစံကွက်အဟောင်းကအခွင့်အလမ်းတွေကိုတွန်းထုတ်တယ်ဘာလို့လဲသူက တာဝန်ယူလို့ မရလို့ပါပဲအဲ့ဒီပုံစံကွက်အဟောင်းကို မိတ်ဆွေကတက်ပြရပါမယ်တနည်းနည်းမှမဟုတ်ဘူးအစဉ်ပြေတဲ့အချိန်မှမဟုတ်ဘူးအခုဆက်ရှင်လုပ်ပြရမှာပါမိတ်ဆွေရဲ့စွမ်းရည်အတွက်တောင်းမှမနေတော့တဲ့စက္ကန့်မိတ်ဆွေရဲ့အလားလာကိုမလျှော်တော့တဲ့စက္ကန့်မလုံလောက်မှု အတင်းဖြင်းစိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေကိုလက်မခံတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့စက္ကန့် ဲ့ဒီစက္ကန့်တိုင်းမှာ မိတ်ဆွေရဲ့စွမ်းအင်ဟာငင်းလို့မရအောင်အားကောင်းလာပါတယ်။မိတ်ဆွေအခန်းထဲဝင်လာတာနဲ့လူတွေကခံစားမိမယ်။မိတ်ဆွေစကားပြောတာနဲ့လူတွေကနားထောင်တယ်။မိတ်ဆွေတောင်းဆိုတာနဲ့တကားတွေကဝင်လာတယ်။မိတ်ဆွေကံကောင်းလို့မဟုတ်ပါဘူး။မိတ်ဆွေရဲ့စွမ်းအင်တွေပဲကို မိတ်ဆွေလေ့ကျင့်ထားလို့ပါပဲ။အပိုင်းလေးတန်လိုက်တတ်ရှိသောစွမ်းအင်ဤ အစီကံအချက်၄ချက်လူတွေကဘာလို့စူးစမ်းပန်းစားမလို့ရပဲချမ်းသာနေကြသလဲဒါကံမဟုတ်ပါဘူးမတော်တဆမဟုတ်ပါဘူးဒါဟာစွမ်းအင်ညီညွတ်မှုပါပဲသူတို့ယုံကြည်ရဲ့အတိုင်းသူတို့ပြောတယ်သူတို့ခံစားရတဲ့အတိုင်းသူတို့လုပ်တယ်တကယ်ဖြစ်နေသလိုမျိုးသူတို့နေထိုင်နေဒီလိုညီညွတ်မှုကစွမ်းအားတွေကို ဖန်တီးပေးပါတယ်တေချာမှုကိုဖန်တီးပေးတယ်ယုံကြည်မှုကိုဖန်တီးပေးပါတယ် လူတွေကမိတ်ဆွေရဲ့ plan တွေစီမံကိန်းတွေကိုရင်းနှီးမြှုပ်နှံတာမဟုတ်ပါဘူးသူတို့ကမိတ်ဆွေရဲ့ယုံကြည်မှုကိုရင်းနှီးမြှုပ်နှံတာပါလူတွေကမိတ်ဆွေရဲ့အတွေးကိုဝယ်ယူတာမဟုတ်ပါဘူးသူတို့ကမိတ်ဆွေရဲ့စွမ်းအင်တွေကိုဝယ်ယူတာပါဒါကြောင့်မိတ်ဆွေရဲ့ပိတ်ကိုပြေစုံအောင်မလုပ်ပါနဲ့မိတ်ဆွေရဲ့တည်ရှိမှုကို ပြေစုံအောင်လုပ်ပါတခြားတယောက်ရဲ့နည်းဗျူဟာတွေကို ကူမရှာပါနဲ့သူတို့ရဲ့တေချာမှုကိုသာကူရှာပါသူတို့ရဲ့စွမ်းအင်ကိုကူရှာပါအောင်မြင်ပြီးသားရှမ်းသာပြီးသားလူတွေရဲ့ဆွဲဆောင်မှုစွမ်းအင်တွေထဲမှာအစီကံတိဆောက်ပုံ၄မျိုးအမြဲတမ်းပါဝင်နေပါတယ်၁တေချာမှုမေဆွေရဲ့ပတ်ဝန်းကျင်မှာဘာတွေပဲဖြစ်နေပါစေစီးပွားရေးအခြေအနေဘလောက်ပဲဆိုးရွားနေပါစေမိတ်ဆွေရဲ့အပြောဆို အမှုဝရာလမ်းလျှောက်ပုံ အားလုံးမှာတေချာမှုပါနေရပါမယ်။ငါဘာလုပ်နေလဲငါကိုယ်တိုင်သိနေရမယ်ဆိုတဲ့စွမ်းအင်မှာတေချာမှုကစုညံတန်တွေထွက်ပုံပြီးကျေလောင်ပါတယ်။လူတွေက ကိုယ့်ကိုယ်ကိုယုံကြည်ရတူဖို့ပဲယုံကြည်ကြတာပါ။နေ့တည်ငြိမ်မှုမိတ်ဆွေရဲ့စွမ်းအင်ကရှုပ်ထွေးနေရင်မိတ်ဆွေပေါ်များမှုကိုမဆွဲဆောင်နိုင်ပါဘူး။စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို လေ့ကျင့်ယူပါ။ တုံ့ပြန်ပါနဲ့တုံ့ပြန်မှုဆိုတာကြောက်ရွံ့ခြင်းကနေလာတာပါ တုံ့ပြန်ဆောင်ရွက်ပါတည်ငြိမ်မှုမှာကမအရှင်နေကိုခင်ရှုံနိုင်နေဆိုတဲ့စိတ်ဆွမ်းအင်ကိုရွင့်ထုတ်ပါတယ်ဗဆန်ကတည်ငြိမ်တဲ့သူကိုပဲသဘောကြတာပါသုံးညညွမှုမိတ်ဆွေရဲ့အသွေးအပြော အလုံးသုံးခုလုံးကညညွနေရပါမယ်ဒါကအရေးကြီးဆုံးပါပဲမိတ်ဆွေက ငါရှမ်းသာရင်လည်းလို့တွေးပြီးပါဇက်ကတော့ပတ်စံကမကောင်းဘူးလို့အတင်းပြောနေလို့မရပါဘူးမိတ်ဆွေကအောင်မြင်မှုကိုမြင်အောင်နေပြီးလက်တွေ့မှာ စီကန်းရှိဖို့ကိုရှောင်ပြေးနေလို့မရပါဘူးညီညွတ်မှုကမိတ်ဆွေရဲ့ဆွဲဆောင်မှုစွမ်းအင်ကိုတန့်စင်စေပါတယ်အစွမ်းထွက်စေပါတယ်လေပေကန်းအကျိုးပြုခြင်းဒါဟာမြမရင်ကျေးမှုနဲ့ အကိုက်ညီဆုံးပါပဲဒါနစေတနာမိတ်ဆွေဆန်းသာခြင်းရင်တန်ဖိုးရှိတဲ့သူဖြစ်အောင်အရင်လုပ်ပါ မိတ်ဆွေဘာပြန်ရမလဲဆိုတာကို တွတ်မနေပဲအရင်ဆုံးပေးပါပြဿနာတွေကို ဖြေရှင်းပေးပါ လူတွေရဲ့ဘဝကိုပိုကောင်းအောင်လှူဆောင်ပေးပါရဖို့အတွက်မဟုတ်ပဲအကျိုးပြုဖို့အတွက်အရင်ဆုံးလုပ်ပါ မိတ်ဆွေရဲ့စွမ်းအင်ကပေးကမ်းခြင်းဖြစ်တဲ့အခါလောကကြီးကမိတ်ဆွေကိုလက်ခံနိုင်ခွင့် ပေးကိုပေးရပါတယ်။တေချာမှုတည်ငြိမ်မှုညီညွတ်မှု ပေးကမ်းမှုဒီလေးချက်သာမိတ်ဆွေဒေသအားကြရတဲ့အစွမ်းထက်ပုဂ္ဂိုလ်တိုင်းရဲ့စွမ်းရည်အယိုစုနဲ့ကြူပါတယ်။သူတို့ကံကောင်းတာမဟုတ်ပါဘူး။သူတို့ကညီညွတ်နေကြတာပါ။အပိုင်ကနေကျင်လက်တွေ့လေးကျင်နေများ။ကဲဒါတွေကအတွေးခေါ်တွေလက်တွေ့ဘယ်လိုလုပ်ရမလဲ။ကျွန်တော်မိတ်ဆွေတို့ကို နေ့စဉ်လေ့ကျင့်နိုင်မဲ့အစွမ်းထက်နိရန်သုံးခုကိုပေးပါမယ်။နိရန်နံပါတ်၁မနက်ခင်း၅မိနစ်စွမ်းရင်ရှိနေယူခြင်းမနက်ခင်းအိပ်ရာထထခြင်းမိုဘိုင်းဖုန်းမကင်ခင်လောကရဲ့ဆူညံတန်းတွေတည်င်းစိုးတွေဆိုရှယ်မီဒီယာက ပရက်ရှာတွေတခြားသူတွေရဲ့အနာဂျီတွေမိတ်ဆွေစီကိုမဝင်လာခင်တိတ်ဆိတ်တဲ့နေရာမှာ၅မိနစ်ထိုင်ပါမျက်လုံးမိတ်ထားပါအသက်ကိုပြင်းပြင်းသုံးပါရှူထုတ်ပါ ြီးရင်ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းအင်ကမိတ်ဆွေရဲ့ပတ်ပတ်လေမှာတောက်ပါတဲ့အလင်းရောင်တစ်ခုလို ဝင်းရံနေတာကိုမြင်အောင်ကြည့်ပါ အားနေနေရင်အားကြည့်လိုက်ပါမြစ်ပင်နေရင်တန့်ကျင်လိုက်ပါတောက်ပါနေအောင်အားကောင်းနေအောင်ကျေပြန့်နေအောင်မြင်အောင်လိုက်ပါပြီးရင်အဲ့ဒီစွမ်းအင်ကို အမိန်ပေးပါငါဟာပေါ်များမှုကိုဆွဲဆောင်နေတန်လိုက်ပဲငါရဲ့တည်ရှိမှု ကိုယ်တိုင်ကကြွယ်ဝမှုပါပဲ။ငါးစီမှာပတ်စံတွေရှိနေတာလုံုံနဲ့အောင်မြင်မှုကငါးစီကို အလွယ်တကူစီးဝင်လာတယ်။ငါဟာ တိုးတက်ကြံပြမှုနဲ့ညှို့ညွတ်နေပြီ။ဒါကိုစိတ်ကူးရင်နေတာမဟုတ်ဘူး။အမှန်တရားတစ်ခုလို ခံစားရမယ်။အဲဒီခံစားချက်ကိုမိတ်ဆွေရဲ့ခံစားဖို့ကယုံကြည်လာတဲ့အသည့်လေ့ကျင့်မှာဒါကို၂၁ရက်တစ်တိုက်လှုပ်ဆောင်ကြည့်ပါ။ မစိမ်မြော်မလင့်ထားတဲ့နေရာတွေကနေ အခွင့်အမ်းတွေပေါ်လာတာလူတွေကမိတ်ဆွေကိုထူးထူးခြားခြားလေးစားမှုပေးလာတာပတ်စံကိစ္စတွေအဆင်ပြေလာတာကိုမိတ်ဆွေစပြီးအသိထားမိတာပါလိမ့်မယ်။နီလနံပါတ်2စိတ်ခံစားမှုရှိနေခြင်းဒါကတစ်နေ့လုံးလုပ်ရမယ့်အလုပ်ပါအပိုင်း၃ပိုင်းပါပါရဲ့ကာကြီးစိတ်ခံစားမှုစစ်ဆေးခြင်းမနေ့တိုင်းကိုကိုကိုမေးပါငါအခု ဘလို့ခံစားနေရလဲကြောက်နေလားစိုးရိမ်နေလားမလုံမကြုံဖြစ်နေလားပြီးရင်ဒုတိယမိခွန်ပါဒီခံစားချက်ကငါဖြစ်ရှင်နဲ့ငါတည်ဆောက်နေတဲ့အနာဂတ်အတွက်အထောက်အပံ့ဖြစ်လား노ဆိုတဲ့အဖြစ်ထွက်လာရင်အဲ့ဒီခံစားချက်ကိုအတိမတ်ပြုပြီးရင်သူ့ကိုလက်လွတ်လိုက်ပြီးရင်မိစေဖြစ်စေနဲ့ခံစားချက်ဥပမာယုံကြည်မှုတည်ငြိမ်မှုကိုတမင်သက်သက် ပြန်မွေးမြူပါခါခွေတုံခါမှုညရဲ့ဂရီတစ္စာဒါကမိတ်ဆွေရဲ့အာရုံကြောစနစ်ကို ပြန်လေ့ကျင့်ပေးတာပါယောဝမာကငါလုံကြုံနေငါတာဝန်ယူနိုင်နေငါပေါ်များမှုကိုလက်ခံဖို့အစဉ်တင်ပဲဘာလို့လဲဆိုတော့လူအများစုကချမ်းသာမှုကိုကြောက်တာအဲဒီကြောက်စိတ်ကိုခြေဖြတ်ပေးတာဖြစ်ပါတယ်။ကောင်းငယ်အနာဂတ်ကိုထပ်ခါထပ်ခါမြင်အောင်ခြင်း ဒါကအရန်ကိုအရေးကြီးပါတယ်မိတ်ဆွေရဲ့အောင်မြင်ပြီးသားကိုကိုကို အပြင်ကလှမ်းကြည့်နေရမဟုတ်ပါဘူးအဲ့ဒီအောင်မြင်ပြီးသားကိုရဲ့အတွင်ကနေခံစားရမှာပါ သူမျက်လုံးလေးကနေလောကကြီးကိုကြည့်သူရဲ့ကိုနေကိုဟန်အတိုင်းလှုပ်ရှားသူရဲ့တေချာမှုအတိုင်းပြုံးအဲ့ဒီဖြစ်တည်မှုအတိတ်ကိုမိတ်ဆွေရဲ့ခန္ဓာကိုယ်ကဒါငါရဲ့ပုံမှန်အစီအနေပဲလို့လက်ခံလာတဲ့အထိ ထက်ခါထက်ခါလောက်ရပါမယ်။ဤလနံပါတ်3စွန့်အင်အရာဂျိုတင်လေးချင်းချင်းဒါကကျွန်တော်အကြိုက်ဆုံးဤတန်းပါပဲ။မိတ်ဆွေအရေးကြီးတဲ့မီဒီယာမတိုင်းခင်အလုံးလျှောက်ခံဒီကစတမာနဲ့မတွေ့ခင် public speaking မပြောခင်မမနစ်လောက်တိတ်ဆိတ်တဲ့နေရာမှာထိုင်မျက်လုံးမိတ်အသက်ရှူပြီးရင်အဲ့ဒီအဖြစ်ပြက်ကမိတ်ဆွေထင်ထားတာထက်တောင်ပိုကောင်းသွားပြီလို့ခံစားလိုက်ပါ အဲ့ဒီ meeting အောင်မြင်သွားပြီးအဲ့ဒီ contract ကိုလက်မှတ်ထိုးလိုက်ရပြီပရိသတ်ကမိတ်ဆွေကိုလက်ခုပ် offer တွေပေးနေပြီအဲ့ဒီပြီးသွားပြီဆိုတော့တပြင်းရှားမှု အောင်မြင်မှုကို အပြေအဝခံစားလိုက်ပြီးရင်အဲ့ဒီအောင်နိုင်သူရဲ့ခံစားချက်အဲ့ဒီစွမ်းရင်ကိုယူပြီးအဲ့ဒီ meeting နဲ့ဝင်သွားပါဒါကစိတ်ကူးရင်ကစားနေတာမဟုတ်ပါဘူးဒါက quantum physics အရာ ြိုတင်လေ့ကျင့်နေတာပါ မိတ်ဆွေရဲ့ခန္ဓာကိုယ်ကအောင်မြင်မှုကခက်သွားပြီလို့ယုံကြည်သွားတဲ့အခါကြောက်စိတ်ကပျောက်ပွေသွားပါတယ်ခုခံမှုပျောက်သွားပါတယ်ကိုယ့်ကိုယ်ကိုဖျက်ဆီးမဲ့စိတ်ပျောက်သွားပါတယ်မိတ်ဆွေကအနိုင်ရဖို့ကြိုးစားနေတာမဟုတ်တော့ပါဘူးမိတ်ဆွေက နိုင်မီသားလူတယောက်လိုသွားနေတာပါအဲ့ဒါလောကမှာအစွမ်းထက်ဆုံးသော တုံခါမှုပါပဲဒီလိုမျိုး လေးကျင်းမှုတွေများစွာလုပ်ပြီးရတော့ငါယုံကြည်မှုမရှိသေးဘူးငါအစင်သည်မဖြစ်သေးဘူးလို့တွေးနေမိပေသာဒါဆိုရင်တန်မောင်းများစွာသော လူတွေရဲ့အိမ်မက်ကိုတက်ပြစ်လိုက်တဲ့အလိန်ညာကြီးတစ်ခုကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါကယုံကြည်မှုဆိုတာအထောက်ထားကလာတယ်ဆိုတဲ့အလိန်ညာပါပဲအမှန်တကယ်တော့မဟုတ်ပါဘူးငါအောင်မြင်ဖို့မှာမှငါကိုငါယုံကြည်မယ် ငါမှာပတ်စံရှိမှငါရှမ်းသာတယ်လို့ခံစားရမယ်ဒါဟာလုံးဝကိုမှန်ရပါတယ်ယုံကြည်မှုဆိုတာဆုံးဖြတ်ချက်ကလာတာပါမိ쇠အလုံးမစခင်အစဉ်သဖြင့်အောင်ဆောင်နေရင်မိ쇠ဘယ်တော့မှစဖြစ်မှာမဟုတ်ပါဘူးမိ쇠စကားမပြောခင်တခြားသူကလက်ခံအောင်ဆောင်နေရင်မိ쇠ဘယ်တော့မှစကားပြောပြမှာမဟုတ်ပါဘူးမိ쇠အခုဒီစက္ကန့်မှာဆုံးဖြတ်ချက်ရှာရမယ် ငါတော်တယ်ငါအစင်သင့်ပဲငါနဲ့ထိုက်တယ်နဲ့ငါကအခွင့်အရေးကိုဖန်တီးသူပဲတနေ့နေ့မှမမဟုတ်ဘူးအစင်ပြေတဲ့အချိန်မဟုတ်ဘူးအခုပဲဖြစ်ပါတယ်အဲ့ဒီပြတ်သားတဲ့ရဲရင်နဲ့ဆုံးဖြတ်ချက်အဲ့ဒါဟာစွန့်ရင်အာလုံးရဲ့မျိုးစေပါပဲအဲ့ဒီနေရာကနေအရာအာလုံးကစပြီးညညွတ်လာပါလိမ့်မယ်မိတ်ဆွေရဲ့အမှုရာပြောင်းလဲတာမယ်မိတ်ဆွေရဲ့စကားတံမှာပါဝါပါလာမယ်မိတ်ဆွေက ကောင်းစုနေတာမဟုတ်တော့ဘူးမိတ်ဆွေကထုံလွတ်နေတာပါလောကကြီးကပြန်ပြီးတုံ့ပြန်လာပါလိမ့်မယ်မိတ်ဆွေမှာတခုခုရှိနေလို့မဟုတ်ပါဘူးမိတ်ဆွေက တခုခုဖြစ်နေလို့ပါပဲကဲဒီနေ့ဘာတွေပြောခဲ့လဲဆိုတာကို အနှိမ့်ချုပ်ပြန်ပြီးကြည့်ကြအောင်ပါတဲ့စမ်းသကြွားမှုဆိုတာအပြင်မှာလိုက်ရှာရတာစူးစမ်းပန်းစားဟန်စတဲလို့ရတာတခုတည်းမဟုတ်ပါဘူးဒါဟာ ိုယ့်ရဲ့အသွင်စိတ်ကိုလေ့ကျင့်တည်ဆောက်ရတဲ့ချိန်ညှိရတဲ့အလုပ်တစ်ခုပါပဲ။နေမေဆွေကတန်လိုက်ဒါမှမဟုတ်တွန်းကန်အားပါပဲ။မေဆွေရဲ့တကယ်ခံစားချက်ကမေဆွေရဲ့တုံ့ခါမှုပါပဲ။လောကကြီးကမေဆွေရဲ့စကားလုံးကိုမဟုတ်ဘဲအရေးခံစားချက်ကိုပဲကြုံရတယ်။သောကျွန်တော်တို့ဖွင့်ဝင်ခြင်းကဝိပဘိုးဘွားတွေစီကရခဲ့တဲ့ဆင်းရဲတဲ့အယူဆတွေကို အခုချက်ချင်းအမြဲဖြတ်ပြရပါမယ်။လေရှမ်းသာတဲ့ခံစားမှုလုံခြုံမှုလွတ်လပ်မှုကျေပြမှုကိုပတ်စံမဝင်လာခင် အခုကတည်းကခံစားတတ်အောင်လေ့ကျင့်ရပါမယ်။မာတန်လိုက်တဲ့ရှိရဲ့စွမ်းရည်ရဲ့အခြေခံလေးခုရှိပါတယ်။တေချာမှုတည်ငြိမ်မှုညီညွတ်မှုနဲ့ပေကံအကျိုးပြုမှုတွေပါပဲ။၆ပြီးတော့နေခြင်းနေခြင်းပေါ်အတွက် အစွမ်းထက်နီလန်သုံးခုကိုမျှဝေပေးခဲ့ပါတယ်။မနက်ခင်း9မိနစ်အမိန့်ပေးခြင်းစိတ်ခံစားမှုချိန်ညှိခြင်းနဲ့စွမ်းအင်အရာ ကြိုတင်လေ့ကျင့်ခြင်းတွေပါပဲ။ခေါင်းနောက်ဆုံးအချက်ယုံကြည်မှုဆိုတာအထောက်ထားကလာတာမဟုတ်ပဲဆုံးဖြတ်ချက်ကနေလာတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကမိတ်ဆွေအတွက်တံပိုးတစ်ခုခုရခဲ့တယ်အတွေးတစ်ခုခုရခဲ့တယ်ငါလဲလုံနိုင်တယ်ဆိုတော့ခံစားချက်ကို နည်းလင်းသေးတော့ဖြစ်လိုက်ရတယ်ဆိုရင် အခုဗီဒီယိုလေးကို like play လုပ်ခဲ့ပေးပါဦးပြီးတော့ comment မှာမိတ်ဆွေအကြိုက်ဆုံးအချက်ဒါမှမဟုတ်မိတ်ဆွေဒီနေ့ကစပြီးလုံးဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့အရာတစ်ခုကိုရေးပေးခဲ့ပါဦးနော်ဒီလိုမျိုး comment မှာလူသိရှင်များရှာရေးလိုက်တာကမိတ်ဆွေရဲ့ဂရီကိုဝုတ်ကိုအဆပေါင်းများစွာ ပို့ပြီးခိုင်မာစေပါတယ်မိတ်ဆွေရဲ့စွမ်းရင်ကအဲ့ဒီစာကြောင်းကိုရေးလိုက်တာနဲ့ စတင်ပြီးပြောင်းလဲသွားပါပြီဒီလိုမျိုး ကိုယ့်ရဲ့အသွင်းစိတ်ကို မြင့်တင်ပေးမယ်ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်ပြန်လဲဒီဇိုင်းဆွဲနိုင်မယ်အကြောင်းအရာတွေအတွေးခေါ်တွေကို စပ်ပြီးနားထောင်ခြင်းနဲ့ကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Next YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ဆုံးအနေနဲ့ကျွန်တော်မှကျင်တာကတော့ဒီစကားတွေကိုနားထောင်ပြီးတော့အော်ကောင်းလိုက်တာဆိုပြီးဒီတိုင်းမထားလိုက်ပါနဲ့ အခုဆက်ရှင်ထပြီးလှုပ်ဆောင်လိုက်ပါမိတ်ဆွေရဲ့ကိုယ်ပိုင်စွမ်းငင်မှုစွမ်းအင်ကို လေ့ကျင့်ပါမိတ်ဆွေဟာလောကကြီးစီကအခုညီတောင်းခံရမယ့်သူမဟုတ်ပါဘူးမိတ်ဆွေဟာ အခွင့်အလန်းတွေကို ဆောင်ဆိုင်နေရမယ့်သူမဟုတ်ပါဘူးမိတ်ဆွေဟာရွေးချယ်ခံရဖို့စောင့်နေရတဲ့သူလည်းမဟုတ်ပါဘူးမိတ်ဆွေဟာတန်လိုက်တခုမိတ်ဆွေဟာစွမ်းအားတခုမိတ်ဆွေရဲ့အစွမ်းအင်ကို အခုပဲရှင်ကြီးလိုက်ပါ လောကကြီးကမိတ်ဆွေနောက်ကို လိုက်လာပါစေနောက်ပြီးယူရီမှာပြန်လဲတွေးဆောင်ကြပါမယ်အားလုံးပဲအောင်မြင်ရှမ်းသာပျော်ရွှင်ကြပါစေ